မှာသူတို့ဘက်ကနေပြီးတော့အကောင်းဆုံးဟိုဖိအောင်တော့ကုပေးရမှာသူတန်းနိုင်တဲ့ဇီဝနဲ့ကြည်ရအောင်အကောင်းဆုံးကုပေးရဟုတ်ကဲ့ပါစိတ်ထဲမှာသူတို့ကနေအောင်တိုက်မယ်ဒါပဲရှိတယ်ဟိုဆိုဒီတိုက်ပွဲမှာဒီတန်ရာရရှိရတယ်ပေါ့နော်တကယ်လို့အကြောင်းမျိုးကြောက်ပေါ့ဟိုလမ်းမန်းဆက်တွေရေးချင်နေရရောလမ်းမတိုက်ပွဲတွေကြောက်ရောဒီလမ်းကြောင်းတွေပိတ်နေပြီးတော့ဟိုပြန်အခုပြန်မတွေ့နိုင်တဲ့အခြေအနေကြရင်အခုဘယ်လိုဆုံးဖြတ်မလဲဆက်တိုက်မှာ ားလုံးပဲမင်္ဂလာပါခင်ဗျာအင်ဂျင်ဂျော်ယူ channel ကနေပြန်လဲကြိုဆိုပါရစေကိုကြီးမင်္ဂလာပါခင်ဗျာမင်္ဂလာပါအခုနာမည်လေးနဲ့မိတ်ဆက်ပေးပါအောင်ခင်ဗျာဟုတ်ကျွန်တော်နာမည်ဆတ်သက်ကလေးပါဆတ်သက်ဆတ်သက်ကလေးဆတ်သက်ကလေးဟုတ်ကဲ့ပြင်လို့မျိုးပြင်လို့မျိုးဟုတ်ကဲ့ပါဘုန်းအခုဒီ FRF ဟိုပါဘောနော်ကျွန်တော်တို့လက်နေကြီးထုတ်လို့ရေးအဖွဲ့ဟုတ်ဘောနော်ဒီမှာဘာတောင်ဝန်ထမ်းဆောင်လိုက်ကျွန်တော်ကတစ်ခေတ်မှာကျွန်တော်တန်းခေတ်တောင်ဝန်ထားပါဘောနော်ဒီရှေ့တန်းတနေရာကိုလည်းအခုဒီဟာတိုက်ပွဲဝင်ပြီးတော့မှတန်ရာရလို့ပြန်ရောက်လာတယ်လို့ဟိုတိရဟုတ်ဟုတ်တိုက်ပွဲအတွက်ကြောင့်လေကျွန်တော်ပြောပြပေးပါဦး အဝဲရည်ကြုံတော့ဒီခုဒီတပတ်တော်ရဲ့အားပါနော်ဒါနည်းနည်းထိလိုက်လို့ရှိအောင်ဒါကျွန်တော်လက်စုတာ120အစစဉ်းစားရတာပါနော်ကျွန်တော်ဟုတ်ဒါကျွန်တော်တိရတာဟိုဘက်ဒီဘက်ပေါက်ထွက်သွားတယ်ပေါက်ထွက်သွားတာဟုတ်ကဲ့ဒါစိတ်ကူးသမှုရောဘယ်လိုခံယူထားရရှိအောင်စိတ်ကူးသမှုကကိုရှည်ရမ်းမှာတော့ဒီကုန်းတော့ဟိုအကောင်းဆုံးတော့ဘုကဒါမဲ့ဘယ်လိုမှာဒီဘက်ကနေပြီးတော့အကောင်းဆုံးတော့ဖိအောင်တော့ကုပြီးရမှာသူတက်နိုင်တဲ့စီဝါနဲ့ကြည့်ရအောင်တော့ကုန်းကုပြီးရဟုတ်ကဲ့ပါ အခုလည်းဒီတန်ရင်ပြန်ရောက်လာပြီးတော့တန်ရင်ကလည်းဒီဒီဆရာဟိုကုပေးဖို့အစီအစဉ်ရှိပါတယ်ကျွန်တော်လည်းမေးထားတာဆိုပါဒေချာလေးလုပ်ပေးမယ်လို့ဒါပါအခုကျွန်တော်လေးစားတာဗာလေးစားလဲတော့ကျွန်တော်တို့ဒီဆိုလို့ရှိရင်ဒါဒီလူတော်လိုင်းမှာပါဝင်နေပါတော့ဘာလို့မကျွန်တော်တို့အခုလိုတနက်ကန်ပြီးတော့မပြစ်နိုင်ဘူးကျွန်တော်ကလူပညာနဲ့ကျွန်တော်တို့တတ်နိုင်တဲ့အရာလေးတွေပေါ့နော်ကျွန်တော်တို့လူနိုင်တဲ့ နေကျွန်တော်တို့ရှာရှာထားတဲ့ကျွန်တော်တို့လစာလေးတွေနဲ့ကျွန်တော်တို့လှူမယ်။ဟောကျွန်တော် YouTube ရရတဲ့ဝင်ငွေလေးတွေနဲ့ကျွန်တော်တို့လှူမယ်။ကျွန်တော်တို့လောက်ပဲတက်နေတာ။ကိုတို့လိုတနက်ကြိုင်မိတိုက်ဖို့ကြာကျွန်တော်တို့တတိမရှိကျွန်တော်ကြောက်တယ်လား။ကျွန်တော်ကကြောက်တယ်။အဲတော့မင်းကလည်းလက်နဲ့ကြည့်ပြတာတော့ကျွန်တော်ကြောက်တာ။ကြောက်တာပြစ်တာပြစ်တာကြောက်တာကိုနားမလား။အဲအဲ့တော့ဟိုကိုတို့ဒီတော်လိုင်းရဲဘော်တွေဒီရှစ်တန်းမှာတကယ်မြင်လားလားရင်ဆိုင်ကရလာပြီဆိုလို့ရှိရင်ပေါ့နော်။ကိုခံစားချက်လေးနည်းနည်းပြောပြပါလား။ တကယ်ပဲတယ်ဆိုင်ရပြီဘုဘက်နဲ့သက္ကဆနဲ့ကိုလိုနဲ့ထိတ်တိုက်တွေ့ပြီကွာအဲ့ချိန်မှာအခုဘလို့ခံစားရလဲကွာအဲ့ခံစားချက်လေးဘလို့ပြောမလဲကျွန်တော်ရဲ့ဆန္ဒပြောတာကျွန်တော်ဖြစ်တာပြောတာဟုတ်အဲ့ကြောက်တယ်ဆိုရဲဆန္ဒတော့မရှိဘူးကျွန်တော်ဒီကောင်းလို့နောင်တိုက်မယ်ဟုတ်ဆက်တော့ဟိုကကဟာသူတို့ကအင်အားများလို့ဘာကြီးမဟုတ်ကျွန်တော်မဟုတ်တာကျွန်တော်တို့ကရှေ့မှာပြတာဒါဒါကိုနဲ့တဲ့ပြီးကိုညံ့တယ်နော်မဟုတ်စိတ်ထဲမှာသူတို့ကနောင်တိုက်မယ်ဒါပဲရှိတယ် ဒီတို့တို့ဒီကျွန်တော်တို့ဗောနော်ຫນွေဦးတော်လန်ရေသူရဲကောင်းတွေရဲ့စိတ်ထဲမှာဟိုကဒီအာနာရှင်စနစ်ကိုကျွန်တော်ဖြုတ်ချမယ်နိုင်အောင်တိုက်မယ်ဆိုတော့စိတ်ရှိပြီးသားဆိုကြတဲ့တို့တကယ်တွေ့တဲ့အချိန်မှာအားနဲ့အိမ်နဲ့ဗောနော်ဟိုတကယ်ဒီရန်သူကိုချိန်မုံးမယ်ဆိုတော့စိတ်နဲ့တိုက်မယ်ဆိုတော့ကျွန်တော်ယုံကြည်ပြီးသားဗောနော်ဒီတော်လန်ရေကိုဘယ်တော့ဆောင်ဝင်တာလဲပြီးတော့ဒီတော်လန်မှာပုံဝင်ဖြစ်တဲ့အကြောင်းလေးလဲကျွန်တော်နည်းနည်းတော့သိချင်တယ်ဗျ2021တုံးလာပိုင်းဆက်နေနေတာဒါဆောက်တိုးရဆောက်ရတာဟုတ်တိုးရဆောက်ရတယ်ဆိုတော့ဟိုဘယ်လိုပြောမလဲဗျဟုတ် အခုကျွန်တော်တို့အဲဒီဘီခင်အာနာသိမ့်ဆိုရကျွန်တော်တို့ဆန္ဒပြတယ်ကောနော်ဒါလည်းကျွန်တော်တို့ပြောရမှာတသိန်းကျောင်းထောင်ရမှာကျွန်တော်တို့ကဒီဟိုအာနာစီယန်စနစ်ကိုမကြောက်ရရမှာမကြောက်တဲ့တော့အဲ့လိုမျိုးအဲ့ဒီမှာသူတို့ကကျွန်တော်တို့ကသူတို့ပြည့်စရာဆိုလို့ရှင်းပြရင်အဲ့တော့သေခွားပဲရှိကြပါတယ်အာနာကျွန်တော်တို့သူတို့ကတကယ်နေယူဘုံနေပွဲတယ်ကနေဒီနေ့ပြည့်တဲ့ဘာဘာကြီးဘာဘာကြီးနဲ့ပြည့်တဲ့နောက်ဆုံးစိတ်တကယ်ကြီးအစိမ့်နဲ့ပြည့်တယ်ဟုတ်ဒါပဲ ဟုတ်ကဲ့အခုလို့ရှိမှဒီကျွန်တော်တို့ဒီဒီမှာလေးမျက်စက်ခိုင်းတော့ကတော့ချက်ဆုံးသွားတာလည်းကိုလိုမြင်ရတာပေါ့နော်တွေ့ရတာပေါ့ကျွန်တော် online ပေါ်မှာတွေ့ရတယ်အဲ့အချိန်မှာရောကိုတို့ဘလို့ခံစားရလာကိုတကယ်ဘလို့ခံရတော့ပီလူလူတို့ထည့်ရတော့ဒါမှပီလူလူတို့ကပြောင်းမှဟိုဘာမှလက်နဲ့ပြည့်စရာလက်နဲ့မရှိရပီလူလူတို့သူကနေတနက်လေးပြေတော့ကျွန်တော်စီလမှာတော့မှတိုင်းမယ်ဟာပါဘယ်လိုဒါကိုဖြစ်ပေါ်တော့တိုင်းမယ်တိုင်းမယ်နောင်တိုင်းမယ်နောင် နောက်တစ်ပတ်မှာကျွန်တော်တို့ကလက်ရှိကျွန်တော်တို့လုပ်ခဲ့တဲ့အလုပ်တွေအကောင်ကြီးအားလုံးဘယ်လိုပြောမလဲဒါအလုံးဝထားလိုက်တာမှာအာအသက်ရှင်နေသည်အာဒီအလုပ်ကပြန်ပြန်လုပ်ရမှာမှာဒါပေမဲ့ကိုယ်အသက်ရှိရဲ့အချိန်လေးမှာပေါ့နော်ဟုတ်ဒီပီပီလူကြီးဘက်ကိုရတဲ့ဘက်ကနေဟိုလုပ်ပြီးသွားမှဆိုတဲ့စိတ်တော့ရှိတယ်ဟုတ်အခုတကယ်ဇာတိကကျွန်တော်အရာဝီတိုင်းအရာဝီတိုင်းအာအရာဝီတိုင်းကလူတွေလည်းတချို့ဒီမှာရှိကြတယ်နော်တော်တော်များများဒီတိုင်းရင်းမှာလည်းကျွန်တော်ဟိုတွေ့ရတာပေါ့နော်ဟိုအဲ့တော့မိသားစုဝင်တွေရောဟိုကြံခဲ့တယ်လားကြံတယ်ဗျ အမေရှိတယ်နော်အမေရှိတယ်ညီကမမနားရောရှိတယ်ရှိရပါနော်အဲ့တော့ဒီလက်နဲ့ကန်ပြီးတော့ဒီပြန်လေတိုက်မယ်လို့ဆုံးဖြတ်ချက်ချပုံလေးကိုလည်းချပစ်ပေါ့နော်ဘယ်လိုဘယ်လိုချပစ်သွားလဲဆိုတဲ့ဟာလေးကိုချက်လို့ချပစ်တော့ဘလူးပြင်ဘလူးကန်စကွာဒီကျွန်တော်ဘလူးကန်ရှင်းအောင်ပြောမှာဒါကျွန်တော်ပမာလို့ရှင်းပြောတတ်တာဒီဘယ်ကျွန်တော်တိုင်းတိုင်းတိုင်းလာကြဒီလိုမျိုးဝေးကပကလည်းမပြောတတ်ဘူးဒီစစ်အာဏာရှင်မကြဘူးကြာမကြဘူးကျွန်တော်သူ့လိုနေအောင်တိုင်းမယ် အဲအဲ့ဒါပဲကျွန်တော်ပြောတဲ့ဟုတ်ကဲ့ဒါဒီတိုက်ပွဲကကိုဒါဒဏ်ရန်ရရှိရရှေ့မှာရောကိုဒီဘယ်နှပွဲလောက်ကိုဘယ်တည်းဆိုင်ပြီးလဲတိုက်ပွဲဒီကျွန်တော်ပွဲပေါင်းတိုက်ပွဲကြီးရောတိုက်ပွဲကြီးဆိုရင်ဒီပြင်းပြင်းမှာကျွန်တော်မတိုက်ဘူးတော့တိုက်ပွဲခိုက်ဆက်ရှာပဲအကုန်လုံးပြင်းပြအပြင်အသေးကြီးဆိုကျွန်တော်တရားကြွားပြီဟုတ်တရားကြွားပြီတရားကြွားဒါပထမဦးဆုံးဒဏ်ရန်ရရှိတာရှေ့မှာရောပထမဦးဆုံးဒဏ်ရန်ရရှိဟုတ်လားဒဏ်ရန်ရရှိတာ တကယ်လည်းလေးစားပါတယ်ကောနော်ဘာလို့ကိုတို့ကျွန်တော်တို့ကျွန်တော်မလုံးနိုင်ဘူးတကယ်မလုံးနိုင်ဘူးမင်းပြောတကယ်ကိုမလုံးနိုင်ဘူးဒီတနက်ကမျိုးတော့တကယ်ပြရမယ့်ဟာရဟိုကြောက်ကြောက်တယ်တကယ်လည်းကြောက်တယ်ဟမ်အဲ့တော့ဟိုရှေးမှာတိုက်ပွဲတွေ့ကြုံလည်းအများကြီးရှိတယ်အခုဒီလက်နေကြီးထုတ်လုပ်တဲ့ဒီကရင်မှာလည်းအခုကိုယ်တိုင်လည်းပါဝင်အဖြစ်နေတယ်ခြေတန်းစစ်မြေပြင်ကိုလည်းတော်လိုင်းအတွက်ကိုအများကြီးစူးစမ်းပေးနေတယ်အခုတရောက်ကိုဟိုကျွန်တော်တို့တော်လိုင်း ဘက်တော်သားအလုံးရဲ့ကိုစားလဲကျွန်တော်ကိုကိုကျေးဇူးတင်တယ်လို့ဟိုပြောချင်တယ်အဲပြီးတော့ဟိုဒီကိုပြန်ရောက်လာမင်းရရှိလဲကိုကျွန်မင်းညာပဲမင်းညာပြန်ရောက်လာနော်မင်းညာပြန်ရောက်ရှေးမင်းညာလောက်ကြာသွားရှေးတန်းကဒီဘက်က3လောက်ကျော်သွားတော့ကျော်သွားဟိုရှေးတန်းကတော့ဘာလို့ဘာလို့လုတ်ခဲ့တာလဲဒီဒေါ်လာရင်းမဖြစ်ခဲ့တာကျွန်တော်ကုမ္ပဏီတစ်ခုရဲ့ operation manager ကုမ္ပဏီ operation manager ဟာကျွန်တော်တို့ပေးဆပ်မှုတွေကနော်များရတော့ဘာလို့ဆိုတော့အခုဘုံနေတဲ့ကောင်ကြီးဒီကလပ်ညာဘက်ကလပ်တက်နေတဲ့ကောင်လေးနော်အဲတကယ် ပြောပါယူတူပြီးတော့ကခုံနေတဲ့ကောင်းတယ်ကလပ်ဟိုတင်ညဘက်တောက်စားမှုရန်ကားနေပြီးတော့ဘုံမနေတဲ့ကောင်းတယ်ဟိုဘာပြောချင်လဲဘလို့ပြောလဲလူကလူဒီစိတ်တည်းရှိလူတောင်ဝင်လူနားလည်းနေကောင်းပါပြီဟုတ်အတိအိတ်ရှိရင်တော့ဒီအမှန်တရားဘက်မှာနေပါဘောနော်ဒီစိတ်မရှိလို့ဒါကိုလူကြီးကကိုလုံရင်ကောင်းတာဟုတ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အခုအခုအမြင်နဲ့တခြားအောင်လည်းပြောပါဦး ဒီကျွန်တော်ဒီဆက်ကလာပိုင်းမှာဒီစိရနာရှင်ကတို့မတရားရွေးကောက်မဲ့အရာပေါ့ချင်းရှောက်မှုတွေနဲ့ငုပေးမှုတွေနဲ့တို့ကိုတို့ကတို့ကိုယ်တိုင်မဲ့မေပေးတို့ကိုယ်တိုင်မဲ့အနိုင်ယူမဲ့ပွဲကြီးကိုတော့ဘယ်လိုပြောကြည့်လဲဒါမဲ့ကျွန်တော်သိတာကတော့ဘုနောက်နှစ်မျိုးရှိတယ်ဒီကကျွန်တော်တို့ကတော်လှန်ရေးသမားနိုင်ငံရေးသမားမဟုတ်ဘူးဟုတ်တော်လှန်ရေးကဖိရက်တက်ကိုလူလူပကကနေမတရားထက်ပြီးတော့အဲ့လိုမျိုးထက်လုံနေရင်ကျွန်တော်တို့ဆက်တော်လှန်နေမှာဟုတ်လား ဒီတန်ရပြောက်သွားရင်ဆက်တိုက်မှာပဲပေါ့ဆက်တိုက်မှာပေါ့ဒီတန်ဒီကောင်ဒီလက်တစ်ဖက်ထိရပြရမှာတကယ်တို့ခုလက်ကဆိုရင်အခုဆက်တော့အဆင်ပြေပြီအဲ့တော့ဒီဘက်လက်ရှိရင်မင်းကဒီပလန်တိုက်မှာပါဒီကဟုတ်လားဟုတ်အခုဒီတိုက်ပွဲမှာဒီတန်ရရရှိခဲ့တယ်ပေါ့နော်တကယ်လို့အကြောင်းမျိုးတော့ပေါ့ဟိုလမ်းမဆက်သွေးရေးချင်နေရတော့လမ်းမတိုက်ပွဲဒီကြောက်တော့ဒီလမ်းကြောင်းတွေပိတ်နေပြီးတော့ဟိုပြန်အခုပြန်မတွေ့နိုင်တဲ့အခြေအနေကြရင်အခုဘယ်လိုဆုံးဖြတ်မလဲဆက်တိုက်မှာ ဘလို့ဒါကြလို့ဆိုတာဟိုကြဟိုလမ်းကြောင်းကောင်းလို့သူလည်းပြန်မခွန်အောင်ပေါ့နော်သူလည်းဒီပေါ့နော်သူတို့အချင်းကြီးအမျိုးကြောင့်ပြန်မခွန်နိုင်တော့မှကျွန်တော်ဆက်နေဦးမှာဘာလို့ဒီလိုအောင်မှာကျွန်တော်ပြဆူကြပါကျွန်တော်ဒီလက်ဖက်လှုပ်လို့အောင်မှာကျွန်တော်တနေ့မတင်အောင်ကျွန်တော်မှာကျွန်တော်ပြကြပါလို့နောက်ပိတ်ကျွန်တော်တက်တင်းမှာမှာခင်းချက်ကြတော့တော့မှာခင်းဆောင်တော့ဒါကျွန်တော်နေကျွန်တော်လှုပ်ပြီးရရဲကျွန်တော်အဲ့ထဲအဲ့လူတီကိုကျွန်တော်ဆောင်ထက်ဆန်းဆောင်ပေးဦးမှာဟုတ်ကဲ့ပါအခုလိုလိုဒီလိုစိတ်ဓာတ်ရှိတာကိုကျွန်တော်မလေးစားပဲမနေနိုင်ဘူးเนาะမလေးစားပဲတကယ်မနေနိုင် ခုဒီတော်လာရေးမှာရောဟိုအဲခက်ခဲကြမ်းတမ်းခဲ့တဲ့အရာတွေပြောစရာလေးတွေရောအခုမှရှိလားပြောစရာအရင်ပြောမယ်နော်ဟောပြောစရာပြောစရာအရင်ပြောမယ်ဆိုကျွန်တော်တို့ဝါဇူဖုံးရောကိုကိတ်ဝါဇူဖုံးရောဆိုတာသွားတိုက်ကွာဟောသွားတိုက်တော့ကျွန်တော်အဲ့တော့ကလည်းဝင်တော့ဝင်လာကြပြီဒါမှအတွေ့အကြုံအတိုင်းမရှိသေးဘူးဟောငါနှက်ချက်ပြီးမှာ ရန်ဘက်ကနေ120ရန်ထုတ်လာကျွန်တော်အိမ်နာပေးရအောင်ကြတယ်ကျွန်တော်အိမ်နာတက်နေနဲ့ရှိတော့မကုန်အောင်ဘာမှတော့မွေးအောင်ကျွန်တော်အဲ့လိုပြုတ်တယ်ဆွဲပေးရတာမျိုးရှိဘူးဟုတ်ကဲ့တော့မွေးနေစရာဘောဒါကမွေးနေစရာလာပြောစရာပြောစရာဘောဒါဖြုတ်စရာငါးကောင်ကိုပြန်ပြောပြီးတော့ဝမ်ပြောနေအောင်ဟာရောက်ပြီးတော့ပြန်ငါးမယ်မချီပါအနေနဲ့ဖွဲ့ပြီးတာချီတယ်မကုန်အောင်ဘောင်းနေမွေးထန်ကွာလို့တို့ဒီတိုက်ပွဲခုနကဒီမှာတန်ရရတဲ့တိုက်ပွဲမှာပါကျွန်တော်မေးရတခုကြံသွားလို့မရှင်းလို့လေ ဟိုအခုတရားရတဲ့အချိန်မှာအခုရဲဘော်တွေကဘလို့ကုနေလဲအဲ့ဒီအဲ့ဒီမှာရောခက်ခဲမှုတွေရှိလာပေါ့ကိုဒီလိုတိုင်းထနိုင်လာတော့မဟုတ်ကိုယ်တိုင်းမဲ့ဒီလိုအဲ့ဒါဖြစ်လာလို့ရှောင်ရတာလား7နာရီ15ကျော်ထိတော့ကျွန်တော်ပြောတယ်ကျွန်တော်ငုံနေကိုလိုလေးမထိရင်တော့ဆိုလက်ကလက်ကပြီးတော့ပန်းထော်တော့ဒီတော့ဖတ်မပူနေတယ်ဆိုအဲ့ဒါမြင်ခဏနေကိုကျွန်တော်အနေနဲ့လေးကခဏမှီတော့ကျွန်တော်3လစ်တော့တာနိုင်ဝက်တိုးတိုးတနေတော့ကြတယ် အာနဲ့ချိုးလေးကလာခေါ်တာကျွန်တော်ပါရတဲ့အချက်90လောက်ရှိရပြောတယ်သူဘယ်တော့နေရကျွန်တော်လည်းရိုက်တယ်မသိပါဘူးအာနဲ့ထထအာနဲ့ကျွန်တော်စီထဲမှာမက်ဆီကပြသွားပြီသူတို့လာခေါ်တော့ဘယ်သူမှမသိဘူးအာနဲ့ကျွန်တော်တော့သူတို့ကားကားရှိမဲ့နေရာနဲ့အဲ့ရှိရစနေမဲ့ဆိုရင်15မိနစ်လောက်ရှောက်သွားရဟုတ်9မိနစ်လောက်ကြာလမ်းတော့လောက်ကြာတော့ဟိုက190ကလမ်းထွက်ပြီးရေးသူတို့အာနဲ့သူသူနဲ့ကကျွန်တော်အသားလေးချသွားတယ်ဘဘရေးရဘလူကမထိုင်နိုင်တော့မတရားနဲ့ထွက်ပြီးတဲ့ ။နေလည်းခဏလူအောင်ရှောင်းသူကျွန်တော်ကလည်းသူ့ဘက်လည်းပြေးကျွန်တော်လည်းအမှကျွန်တော်ကညလက်နာတာကိုမမသိအောင်လေးဘက်ထောက်ပြီးတော့ပြေးပြီးအဲ့မှာဟိုဘေးနားမြောင်းတော့သွားဝင်နေရတာ။ဒါလည်းဟိုပါပေါ့ဟိုထားရင်လို့ထားရင်မဟုတ်ထားရင်လို့ထားရမှာမဟုတ်ဘူးနော်။ဒါဘယ်လိုလဲတော့တို့လည်းဒီနောက်ထပ်တိုက်ရမယ့်အရာလေးတွေရှိတယ်ပေါ့နော်ရေဘော်တွေကထပ်ပြီးတော့မဆုံးရှုံးနေတာလည်းပါမယ်။ဒါကလည်းအကိုအကိုကလည်းလမ်းလမ်းရှောင်းနိုင်တယ်ဆိုတော့ရပ်ပါရင်ပြေးဆိုတဲ့အာမထမ်းနိုင်တော့သူတို့တတိပေးတယ်ရပ်ပါရင်မင်းလည်းပြေးတယ်ငါတို့ပြေးပြီနော်ခါရှောင်းမယ်ဆိုပြီးတော့ ။ဒါတကယ်တကယ်တွေ့ကြုံလာတဲ့အချိန်ကျမှဒါတွေကဟိုဒီတိရတာပေါ့နော်။အဲ့ဒါလည်းဒါလည်းတိုက်ပွဲအတွေ့ကြုံမော်မူဒီယာပေါ့နော်။တိုက်ပွဲကြုံမူဒီတကယ်အခုလည်းအများကြီးပဲတွေ့ကြုံခဲ့ရပြီဆိုတော့မဆက်ပြောဘူးပြီတော့။နောက်ဟိုပါပေါ့ခလေးတွေကျွန်တော်ကစကြောင်းတကြောင်းမှာကျွန်တော်ရဲ့တာဝန်ရှိတယ်ရောက်တယ်။နော်။ဒီမှာကဆိုကျွန်တော်ဆရာခေါ်တာကျွန်တော်မကြဘူး။ကျွန်တော်ကသူတို့ရဲ့ဆရာမဟုတ်ကျွန်တော်ကသူတို့ရဲ့အကူ။မှန်ပါ ဟိုကျွန်တော်ပြောတယ်သူတို့ကျွန်တော်ပြားလာနေလာနေတော့ကျွန်တော်ဟိုမကြားဘူးမဟုတ်ဘူးကျွန်တော်တကယ်ကြီးကမဟုတ်ဘူးအလှခံပညာစားတပါးသူတို့ကျွန်တော်ပြောတယ်မင်းတို့ငါကြွေးတာငါချမ်းသာလို့မဟုတ်ဘူးလို့ကျွန်တော်အသက်60ကျော်ပြီဒီမိုင်းမှာအဝေးရှိပါတော့ဟုတ်ဘာလို့ပြောငါ့ကိုအထင်မကြီးနိုင်မှာမင်းတို့ကမစော်ခမ်းနိုင်မှာငါစီတယ်ငါနိုင်တော့ပြီမင်းတို့ငါပေးကြွေးနေတာငါချမ်းသာလို့မဟုတ်ဘူးလို့ငါမေဖို့နံပါတ်ရှိတယ်အဲ့မှာငါမေဒီမိုင်းမှာခုရင်ဒီအဝေးလိုက်ရှိပါတော့မယ်လို့ဟုတ်အခုဒီတလိုင်းနဲ့ဝင်ပြီးတော့ဗောနော်ဒီ ကျုံတွေ့ရတဲ့အရာတွေမှာပျော့ပျော့ကြလေးပေါ့ခုနကဟိုကကြတော့ထွက်ပြေးရတာဒါဒါကတော့ဟိုဝင်းနေကြလည်းဖြစ်ဖြစ်ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါအပျော့စရာအမှတ်တရလေးတခုတငယ်ချင်းနဲ့ပတ်သက်ပြီးတော့ဟိုပျော့စရာလေးရှိခဲ့ဘူးလားစာရောက်ကသာဟာပျော့စရာကတော့နှစ်ခုလို့ရှိတယ်ဟုတ်ဘေးချင်းပျော့လို့ဆိုတော့ရှည်တန်းတောင်းနေလို့ပျော့လို့ခုနင်းပါတယ်လို့ပြောတယ်ဒါကျွန်တော်စီတယ်မှာအပျော့ဆုံးပဲဟုတ်ရှည်တန်းသွားမယ်တန်းစီမယ်ရောဟေးဖက်ဖက်ကလေးနင်းရှည်တန်းပါတယ်လို့ဆိုရင်အဲ့လိုပြောဟာကျွန်တော်ပုံမှန်လေးဘလူဟောင်းမျိုးနဲ့မှမလဲနိုင်ဘူး ဟုတ်ကဲ့ဘာလို့ဆိုကိုကလည်းအာနာရှင်ကိုတိုက်ထုတ်မယ်ဘောနော်တက်ရှင်နေတဲ့တိုက်ထုတ်မယ်ဆိုတော့ခံယူချက်တစ်ခုကပြင်းပြနေရအောင်အဲ့တော့ရှည်တန်းမှာပါတယ်ဆိုရင်ကဒါဒီစိတ်သက်ကြီးကပြောနေဒါပြောနေရအခုဟုတ်ဟုတ်ကဲ့အကူကအရင်တော့ဆက်ကဆက်တက်ကနေထွက်လာတယ်လို့လည်းသိရတယ်ဟုတ်တယ်အဲ့ဒီအယူရဲ့အကြောင်းလေးပြောပြပေးပါဦးဒီလိုပေါ့ပပခထွက်ရဆိုတော့ကျွန်တော်29 29ခုနှစ်6လပိုင်း15ရင်းမှာကျွန်တော် တောင်းတက်တာကျွန်တော်အဲ့နှစ်ကကျွန်တော်၁၀တန်းဟုတ်၁၀တန်းတက်တော့အဲ့မှန်ကျွန်တော်ဘယ်လိုပြောမလဲအဲ့တုန်းကဗျာကိုကလည်းဆင်းညစ်တယ်ဆင်းညစ်တဲ့ခါမျိုးကျွန်တော်ပေါ်တာဆွဲတယ်ဂျုံတာပေါ့နော်ဟုတ်ပေါ်တာဆွဲတယ်ဂျုံပြီးတော့ပါသွားတယ်ကျွန်တော်စစ်တက်တဲ့မှာကျွန်တော်၄နှစ်နေတယ်၄နှစ်တိတိတောင်းထမ်းတော့ပြီးတော့ကျွန်တော်ကျန်းမာရေးအခြေအနေနဲ့ကျွန်တော်စားတော့အဟာရပိုင်းမမီးရမဟိုအဟာရရှိရထားတာမစားဘူးမတော့ဘူးကျွန်တော်အဲ့မှန်ကျွန်တော်ထွက်လာတယ်ထွက်လာဆိုတာဘယ်လိုဘယ်လိုကိုယ်နဲ့မျိုးနဲ့ထွက်လာအောင်တောင်းကြလို့ထွက်လာတယ် အဲ့ဒါလည်းသိချင်တာပေါ့နော်။ဟိုထွက်ထွက်ပြီးပြီးမှပြန်မိတာလားမဟုတ်လား။ကျွန်တော်ကကိုတန်းကိုမလုံနိုင်တော့ဘူးသူတရားဝင်ပြောပြီးတော့ပတ်စံဟိုးတော့2400 25000ဆိုတာကျွန်တော်တို့အိမ်ကလုံးပုံနေ။ဟုတ်ကဲ့အိမ်ကလုံးကြောင်းကျွန်တော်ကအဲ့မှာပြေးပြီးတော့မှထွက်လာတယ်။ဟိုဒါဆိုရင်ဘာလို့လဲကျွန်တော်တို့တော်လိုင်းမှာကိုတို့လိုလူတွေပါဝင်လာတာဟိုအများကြီးအင်အားရှိတာပေါ့နော်။ဟောတော့အတွေ့အကြုံလည်းရှိမှာပေါ့။အတွေ့အကြုံဆိုတာကဘာဖြစ်ဖြစ်အနည်းဆုံးတော့တနက်ပြစ်ဟုတ်ကဲ့ဒီတဲ့အတွေ့အကြုံนี่เนาะတို့တို့စစ်တပ်မှာနေခဲ့ရတဲ့ အဲအတွေ့အကြုံတွေပေါ့နော်တော်ရဲသွားတွေ့အကြုံတွေတော့ရှိတဲ့ခါကျတော့ဒီဘက်ကလူတွေပြန်ပြီးတော့ဟိုအတက်ခဲ့တယ်ပေါ့နော်ဟိုဘာယာတို့နဲ့များတာဝန်ထမ်းဆောင်ခဲ့လဲစစ်တပ်မှာကျွန်တော်90ကိုကိုနဲ့ကျွန်တော်စတဲ့ပြီးကျွန်တော်6လကျော်တော့ကျွန်တော်အာတူတက်ကြရတယ်။ဟုတ်တက်ကြပြီးတော့နောက်ထပ်4နှစ်ကျွန်တော်ထွက်ခံပြီးမှကျွန်တော်တက်ပြေးထက်တယ်။ဟုတ်။တော့ဘာမတော်ရခုနကပြောသလိုတို့တို့ရဲ့ဂျန်တဲ့နှိမ့်ဆက်မှုတွေရောရှိလာမှာတော့အစာဟာရမပြေးဝဘူးဆိုတော့တို့ပြေးရတာကျွန်တော်လည်းသိပါတယ်။ ကျန်တဲ့ကြီးနိုင်ငံကြီးဟာတွေရောကျုံ့ပြရတယ်ဟုတ်သူကရေးဖို့တရားကိုသူတို့တက်နေတာအပိုင်းငါးချက်တာပေါ့နော်ဟုတ်အမေကျလူရကျွန်တော်တို့ကတခွဲကျွန်တော်တို့တခွဲမှဆိုရင်မှခွဲမှလူအများကြီးရှိတယ်ကျွန်တော်ကျွန်တော်တို့ပေတခွဲရဆိုကျွန်တော်ကမှန်ငါးဆစ်အခြေခံလေးကြီးချက်အချိန်ကြီးရအချိန်ကြီးနေတော့ကျွန်တော်ဆက်ဟုတ်သူကလူညက်သူတက်စီပေါ့နော်တက်စီမှကဘယ်တက်ဘယ်တက်စီတက်စီနဲ့တက်စီတို့တက်စီတို့တက်စီတို့မင်းတို့သမင်းစားတာဝလာလို့မြည်တယ်အဲ့ချိန်မှာကျွန်တော်တို့ကပြောတယ် ဒီကျွန်တော်တို့စစ်မိုက်ခွက်နှစ်ခွက်ပြီးတယ်လေဘယ်လိုဝါဝါလဲမဝါပါဘူးဆိုရင်ဟုတ်ပြီဟိုကမင်းတို့မင်းညာဝါကျင်းမယ်ဆိုတော့ကျွန်တော်တို့သဲကိုလှော်ပြီးတော့ခမင်းနဲ့မပတ်ထားဟာသဲကိုဒီသဲကိုလှော်ချွတ်နေအောင်လုပ်တော့ခမင်းနဲ့ပတ်ပြီးတော့ပတ်လိုက်ခမင်းပြန်ပုံနေကြရရင်နောက်နေ့ရရင်နှစ်ခွက်တူငါးခွက်ကြည့်ရဟုတ်ငါးခွက်စားဖို့နေရဒီခမင်းတက်လို့တော့မှလူကသဲနဲ့ဘယ်လိုဝါစားနိုင်လဲဟာတို့တက်ရှုံးမှရှုံးမှတော့နော်ဒီမှာဒီတော့အဲ့ဒီထွက်လာပြီးတော့ထွက်လာပြီးတော့ကျွန်တော်ပြန်มาကျွန်တော် လက်တို့ကနေကျွန်တော်အဲဒီပြင်ကုမ္ပဏီအလုပ်တွေလုပ်တယ်ပေါ့နော်လုပ်ပြီးတော့မှဒီမီးတိုလိုင်းဖြစ်တဲ့ဆိုရင်ချက်ချင်းဖြစ်တဲ့ဆိုရင်ကုမ္ပဏီကနေကျွန်တော်ဖတ်ဆက်တော့မတင်တင်းထပ်လိုက်တာလုပ်ပြီးတာနဲ့လုပ်ပြီးတော့တခါတော့တော့ဝင်ဟုတ်တယ်ဟုတ်ခုနကဟိုကျွန်တော်ပြင်နားဒီအင်တာဗျူးမရိုက်ခင်ရမှာဟိုကျွန်တော်ဟိုမှာပြောတာကျွန်တော်ကြားကြားလိုက်တယ်ပေါ့နော်အဲညူးသမီးတယောက်အားတိတ်ဖြစ်တယ်ဟာလေးလားလေးအဲ့ဒါကကျွန်တော်ကိုယ်စခွန်ကောကရီကိုယ်စခွန်မတော့ခုံးတုံးရှိရဲ့ဖရာကုန်းရှိရဲ့ရေကန်ကုန်းရှိရဲ့ဆေးကုန်းရှိရဲ့ကျွန်တော်တို့က ဖျားကုန်ပါကျွန်တော်ကအဲ့မနက်ကိုအဲ့ခုဝင်တိုက်မယ်အဲ့မရှိခံရတယ်ကျွန်တော်ကကျွန်တော်အဖို့ဆိုတာကျွန်တော်ဒီကကျွန်တော်ကတိုင်မှုအဖို့လို့ခေါ်ရလိမ့်ဟုတ်တွားရွားတဲ့ကောကျွန်တော်တို့ခုနိုင်ခွားနိုင်တော့တော့တာဒီကနေရာယူရပြီပြင်မဟောင်းအဲ့ခုနိုင်တော့ကျတော့ခလီလေးကအောက်မှာပိန်ချောင်းရှိတယ်ပိန်အောက်မှာအဲ့ပိန်အောက်မှာသူတို့ခလီလေးဆော့နေတော့တော့လေးရောဟုတ်ဩဒါပီပီခလီလေးပေါ့နော်အဲ့နဲ့တစ်ချက်အပေါ်လှမ်းကြည့်တော့အပေါ်မှာမိမတယောက်ကအသားညွန်ညွန်နဲ့အသားညွန်ညွန်နဲ့အိမ်ကြီးကခဲအောင်နဲ့ခလီနုတိုက် ဟောဒါစကားကဖမ်းတဲ့ဒီဝေရဖို့တင်တာဒါပေမဲ့သူကကျွန်တော်တို့ကိုပြီးတော့ခလေးကိုခြိုက်တော့သမင်းစလုံးဆွဲပြီးတော့နှာရုံးနဲ့ဟပ်ပေးတာဘောဘောဘောသူဟာမိမထပ်ပေးတာအဲ့ဒါမှမရရပဲဒါစကားစပဲကစကားစဩသူဖျားကုန်မှမနှမ်းကြည့်냐အဲ့လိုအဲ့လိုရောင်ဆောင်ပြီးပြစ်တာတယ်လည်းရှိရတယ်လားဟိုအဲ့လိုမနော်ကိုကတော့ပြည်သူဆိုရောမှာပြည်ပြည်သူဆိုပြီးတော့ပြည်သူညာတယ်ပြည်သူကတခါပြီးရင်ကိုအဲ့မိုင်းကွင်းနဲ့ပို့သူတို့ပဲပို့တာ တကယ်ကိုသာပြန်ပြစ်လို့အဲ့ဒီမျိုးသမီးနေထိအဲ့ဒီမျိုးသမီးကထိသွားရင်လဲဒါကျွန်တော်တို့ဗီဒီယိုတွေကဖြည့်သူတွေကိုအနိုင်ချင်းတယ်လို့ဒါကပြောခံရအောင်ပါနော်သူတို့ဘက်ကနေပြီးတော့ဟိုဂွေနေဆင် ပြီးတော့အဲ့လိုမျိုးရဲမိတွေကိုကလေးမယောင်ဆောင်ခိုင်းပြီးတော့ဟိုပြစ်တဲ့အခါကျတော့ဟိုဒါကိုတို့တကယ်တွေ့ကြုံနေရတဲ့သူတွေပဲရသိတာပါနော်တကယ်လက်တွေ့တွေ့ကြုံတာမသိတာပါနော်အဲ့ဒီမှာတော့ထိခိုက်မှုရှိခဲ့တယ်လားမရှိဘူးဗျမရှိဘူးဆိုတော့ကကျွန်တော်တို့ကနေနေတယ်လေဟုတ် ဆိုတော့မြင်ပြီးဆိုတော့ဒီဥက္ကကွဲရက်ခွဲတယ်မှာတော့ခုရက်ခွဲမှာဖယ်နေရပါဘူးလို့ဆိုနေမှသိတယ်ဟုတ်ဒီကနေမြင်စင်းဒီလိုအမှန်တရားကျွန်တော်တို့အခြေခံမရှိဘူးတော်တရားဘောနောဟိုကနေလာလို့လည်းလမ်းပြတဲ့အချိန်မှာဟုတ်ကဲ့ကိုဒီထိုင်ရရောက်ရရောရှင်းအောင်ထပ်ထွက်ပြီးထပ်တိုက်ဖို့နည်းနည်းကြောက်တယ်ပြောက်တယ်လို့ကျွန်တော်မပြောဘူးတက်တာတိုင်းသွားမှာဆန်းသွားမှာအာတော်တော်မိုက်တဲ့စိတ်တက်မလားပြောက်တယ်လို့မပြောဘူးကျွန်တော်ဆရာတင်တာကျွန်တော်ကတော့ကျွန်တော်စိတ်ဆူရဲဒီကကျွန်တော်တို့ညီလူကိုချစ်တာလေ ရင်လာခဲ့ကိုတော့ဖြစ်ဘူးရဲ့ဟုတ်ကျွန်တော်ကလည်းကိုတော်ခံယူရပြီသူမလည်းပြစ်ပြစ်ကမှားမှာဒါပဲနော်ကိုတော်ကိုတော်ပြစ်လာသူတော်ကပြစ်တယ်ငါလည်းမပြန်ပြစ်မှာပဲရှင်းရှင်းမှားမှာဒါဟုတ်ခုနကကျွန်တော်ပြောတာဒေါ်မိုင်းလည်းဆွတ်တက်ပဲဆိုတာခဏတမျိုးတင်နေပါဦးကျွန်တော်တို့လူငယ်တွေအနေနဲ့ပြောဟာဒီပြေဆောင်မိုက်တယ်ဗျာနိုင်ငံလူပြောချင်းတာနော်ဒီပြေဆောင်မိုက်တယ်ဗျာတကယ်မိုက်ပါလေအဲ့လိုစိတ်တက်ကြီးနော်အပြည့်ပဲနော်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့ရော YouTube channel မှာအခုလိုအကိုရှင်းန်းအကိုတယောက်အနေနဲ့ဘောနော်ကျွန်တော်တို့ YouTube channel ကိုဖြည့်ချပေးတဲ့အတွက်ရော နော်နွေဦးဒေါ်လာရေးမှာပါဝင်ပေးတဲ့အတွက်ရောဒေါ်လာပြည်သူတွေအားလုံးအတွက်ရှီတန်းကနေမမမမယက်တိပေးနေတဲ့အတွက်ရောကျွန်တော်ကလည်းပြည်သူကိုစားဒေါ်လာပြည်သူအားလုံးရဲ့ကိုစားအခုထူးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။နောက်များအကြောင်းကြရင်လည်းကျွန်တော်ဆုံညီပါသေးတယ်ကိုဟုတ်ကဲ့နော်ဆုံညီပါသေးတယ်